70 TV ကို Facebook ပေါ်မှာကြည့်ရှုအားပေးနေကြတဲ့ပေးသားများ မင်္ဂလာပါခင်ဗျာဒီတစ်ပတ်တော့ယခုလောလောဆယ်ဖြစ်ပျက်နေတဲ့ယောဂတွေထဲမှာဆေးရုံဆေးကန်းတွေမှာလူတွေအများကြီးပြုံတိုးနေတာတွေ့ရမယ်ကျွန်တော်တို့ဆေးကန်းတွေမှာလည်းဒီနေ့ဆိုလူနာတွေခါတိုင်းနဲ့ပို့ပြီးသုံးစားလောက်များနေတယ်ပေါ့ဆေးကန်းတိုင်းဆေးကန်းတိုင်းကိုယ်အလှည့်ကြဖို့စောင့်နေရတယ်ဘာဖြစ်လို့လဲဆိုလူတွေတော်တော်များများတုတ်ကွေးယောဂဖြစ်နေတယ်အဲ့တော့တုတ်ကွေးကဒီလိုမျိုးအေးတဲ့အရာဒီမှာပို့ပြီးတော့ဖြစ်တာပေါ့နော်အာ seasonal တုတ်ကွေးလို့ ခေါ်တာပေါ့ရာသီရာသီတုပ်ကွေးလို့ခေါ်တာပေါ့ seasonal flu ပေါ့နော်အဲ့တော့နိုင်ငံတကာမှာတော့ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်တုပ်ကွေးကာကွယ်ဆေးတွေထိုးကြတာအာတန်းစီပြီးတော့ထိုးကြလေရှိတယ်အဲအမေရိကန်မှာစင်ကာပူမှာပေါ့တုပ်ကွေးကာကွယ်ဆေးဘာမို့ကျွန်တော်တို့နိုင်ငံမှာတော့ဒီလိုမျိုးအချိန်မှာတုပ်ကွေးကာကွယ်ဆေးထိုးတာခင်မစားဘူးနော်အခင်မစားဘူးအဲ့တော့ဆိုတာကဟိုနေတုပ်ကွေးကာကွယ်ဆေးထိုးပြီးကာကွယ်လို့ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတုပ်ကွေးကာကွယ်ဆေးကိုပတ်စံတက်နေတဲ့လူတွေပဲနည်းနည်းပါထိုးထားတာရှိတယ် အဲ့တော့ဒီအများစုကတော့တုတ်ဝေးဖြစ်ရင်ပဲဒီကာလမှာခစ်မိတယ်လို့ယူဆကြတာပေါ့နော်အဲ့တော့တုတ်ဝေးဖြစ်တယ်ဆိုတာကအခုလောဆယ်ဖျားမယ်ပေါ့နော်အလိုလိုရုပ်တည်းကိုက်ခဲတယ်နှာရီမှွန်တယ်နှာခေါင်းပိတ်တယ်နှာရီယိုတယ်ဟတ်ချီဟတ်ချီနဲ့ခြီးကြတယ်ပေါ့နော်အဲ့လိုမျိုးရှင်တော့တကုလုံးကိုက်ကဲမျက်နှာတွေမျက်စိတွေညီတယ်မျက်ရည်ပူတွေကျတယ်ခေါင်းထိုးတယ်ခေါင်းကိုက်တယ်ကိုယ်လက်တွေတောင့်တင်းတယ်ပေါ့နော်အဲ့လိုမျိုးနဲ့စေကန်းကိုလာကြတယ်တချို့လဲတဆွေးမျိုးတွေလည်းပင်နာတယ်လေပင်တွေကရားတယ်လို့ပြောတယ် နော်အဲ့ဒီကနေမှချောင်းဆိုးတယ်ပေါ့နော်ဒီလိုရှိကြတာပေါ့ဒါတွေကရက်ပိုင်းတွင်းပေါ့ဖျားတယ်ဆိုတရားနဲ့တရားသုံးကောက်ဖျားဖျားတာဖျားတယ်ကြောင့်ဒီလိုလုံးခါတဲ့ကန်ရိုက်ထားသလိုနာပြီးတော့ဒါကြောင့်လဲတုတ်ပြီးတော့ကွေးသွားတယ်လို့ပြောကြတာတုတ်တုတ်ကွေးလို့ပြောကြတာပေါ့နော်အဲ့တော့တုတ်ကွေးယောဂါဘာကြောင့်ဖြစ်ရလဲဆိုတော့ဗိုင်းရပ်စ်ပိုးဗိုင်းရပ်စ်ပိုးမှာတုတ်ကွေးယောဂါရဲ့ဗိုင်းရပ်စ်ပို A B C ဆိုပြီးတော့သုံးမျိုးရှိတယ်ပေါ့သုံးမျိုးရှိတယ်တစ်မျိုးမဟုတ်တစ်မျိုးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတာပဲအဲ့တော့အဲ့တုတ်ကွေးဗိုင်းရပ်စ်ပိုးတွေကလူကန္နာကို တကူနာနှာခေါင်းပေါက်ပါဇက်ပေါက်ပေါ့နော်အဲ့ဒီကနေဝင်လာပေါ့နော်အဲ့ဒီကနေဝင်နေဆိုတော့ကျွန်တော်အသက်ရှူလမ်းကြောင်းခေါ်တာပေါ့အသက်ရှူရလမ်းကြောင်းနေဝင်ပြီးတော့ကိုခန္ဓာတွေရောက်သွားတယ်အဲ့တော့နှစ်ရက်သုံးရက်အတွင်းမှာပဲလူကိုကိုကူနာပြောတဲ့လက္ခဏာတွေပေါ်လာပြီအဖျားတဲ့နာကိုက်ခဲတဲ့ဝေဒနာမျက်လုံးအောင်တောင်းဝါကိုက်တယ်မျက်ရိုးတွေကိုက်တယ်အဲ့လိုမျိုးဝေဒနာတွေပေါ်လာပြီပေါ်လာပြီဆိုတော့တခုကကိုလည်းအပြင်မှာတောက်ဆေးလေးတောက်ကြည့်ကြပါဘောဘိုင်ဟိုချက်စစ်တောက်တယ်လို့ရှိတယ်အလက်ဆန်တောက်တယ်လို့ရှိတယ်အဲ့လိုတောက်ပြီးတော့မသက်သာတော့ဆေးကန်ရောက်လာတာပေါ့တချို့ကြတော့လည်း အရင်မခံမရနိုင်လုံးလို့ပထမတည့်ရနေပဲဆရာအောင်စီရောက်လာတာပေါ့အဲ့တော့ဆရာအောင်ကကြည့်လိုက်တဲ့ခါကျတော့ဒါဟာဒီလိုလက္ခဏာလေးကြားထာနေတယ်ပဲဒီလိုရာသီမှာ outbreak လို့ခေါ်တာပေါ့ခါတိုင်းနဲ့နေရာတနေရာထဲမှာရောဂါဝေဒနာတွေပိုဖြစ်နေပြီဆိုတာကိုကျွန်တော်တို့ကဒါကိုဒီနေရာမှာကျွန်တော် outbreak ဖြစ်နေပြီလို့ကျွန်တော်ပြောလို့ရတယ်အခုသလိုစေတုတ်ကွေးတုတ်ကွေးက outbreak ပါနေရာတော်တော်များများမှဖြစ်နေတယ်အများကြီးဖြစ်နေတယ်ဒီပိုင်းနဲ့ပြိုဖြစ်နေအဲ့တော့ကျွန်တော်ကဒီလက္ခဏာနဲ့ပြောလိုက်ကြတဲ့တုတ်ကွေးဒါပေမဲ့ကလေးတွေတကယ်တွေမှာအထူးသဖြင့်တုတ်ကွေးနဲ့ရောပြီးနွယ်နေတဲ့ ူ့လုံတုတ်ဝေးများဖြစ်တယ်မလားဆိုတာဆရာဝန်တွေကအများအားကောင်းနေမှာရှိတယ်။သူ့လုံတုတ်ဝေးကြတော့ခုနနှာခေါင်းလာနေဝင်တာမဟုတ်ဘူးပါးစပ်ကနေဝင်တာမဟုတ်ဘူးခြင်ကြိုက်လို့ဝင်တာလေ။ပြီးတော့သူကတည်းသွေးတွေပါရိုတိုင်တဲ့အနေထားရှိတော့အဲ့ဒါလေးကိုတော့ဦးစားပေးပြီးတော့ကျွန်တော်ကဒီဆရာဝန်တွေကအခေါ်တော့ differential diagnosis ဆိုလို့ခေါ်တာပေါ့။ဒီဟာတုတ်ဝေးလို့ပြောထားပေမဲ့သူ့လုံတုတ်ဝေးများဖြစ်နေမလားဆိုတဲ့တန်တရားနဲ့ကျွန်တော်စောင့်ကြည့်ရတာမျိုးရှိတယ်။အဲ့ဒီကနေမှတချို့ဆိုလို့ရှိရင်တုတ်ဝေး၃ရက်၄ရက်ဖျားမကြတာနဲ့ နောက်တိုက်ဖိုက်ယောဂါပေါ့ဦးရောင်ငန်းပြားအခုဆိုတော်တော်များများအဲ့ထက်မှလည်းပိဋိသတ်ထဲမှာတွေ့နေရပြီကျွန်တော်တို့လူနာပိဋိသတ်ထဲမှာတိုက်ဖိုက်ဖို့စစ်လိုက်တိုက်ဖိုက်ဖို့တွေ့ရတွေ့ရတွေ့နေရပြီအဲ့လိုမှဖြစ်နေမလားဆိုဆရာအောင်တွေကခုနပြောတဲ့ differential diagnosis ပေါ့နော်နောက်ထပ်တန်တရားနဲ့ယောဂါကိုပြိုပြီးကုပထားရရှိရတကယ်တမ်းတဝေးဖြစ်ရင်တော့ကျွန်တော်ခုနပိုးသက်စီတွေတောက်ဆရာမလိုပါဘူးပိုးသက်စီတောက်ဆရာခုနပြောတဲ့ paracetamol အကက်ခဲပြောက်စီအနာယူပါမယ်တဝေးဖြစ်လို့ရှိရင်ဖြစ်နေလို့ရှိရင်အလုံးမဆင်းပါနဲ့ကြောက်မသွားပါနဲ့ကိုယ်စီကနေနှာရည်တွေတစ်ခွိခွိချီနေတယ် ချီနေတယ်အဲ့အတွက်ကနေလူနာတွေတခြားလူတွေကကူကူးသွားနိုင်တယ်ကိုကလည်းကိုခံအားစွမ်းအင်နဲနေတဲ့အချိန်မှာတခြားယောဂါတွေကိုစီရောဝင်လာနိုင်တယ်ဒါမှမဟုတ်တုပ်ဝေးဖြစ်လို့ရှိရင်အ ਨੇ ဆုံးယုံတော်တော့ကောင်းကြောင်းတော်တော့ကောင်းတည့်ရတော့မဟုတ်နှစ်ရက်တော့အနားယူလိုက်ပါမသွားပါနဲ့မသွားဘဲနဲ့တော့အိမ်မှာအနားယူရေများများဝအောင်တောက်ပါအစာဝဝလည်းနဲ့စားပါအန်နေတယ်ဆိုရင်ရှော့ပြီးတော့နည်းနည်းနဲ့ခဏခဏစားပြရမှာပေါ့နော်။တူတူတူဝေးတော်တော်များများအန်နာတွေလည်းရှိတတ်တာပေါ့နော်။ဒါပေမဲ့အများစုကတော့ချောင်းဆိုးနှာမုံနဲ့စားတယ်။အန်အန်နာမရှိဘူးလို့တော့မဆိုလို့ဘူး။ဒါပေမဲ့နဲတယ် နာမွန်ချောင်းဆိုးကြိုက်ခဲတာလေပင်နာလာတဲ့စတဲ့အတွက်ကြောင့်ဒါလေးကအစားအသောက်ဝဝလည်းနဲ့စားအေးဝဝအေးရေမြဲမြဲတောက်အကြိုက်ခဲပျောက်စေးတွေတောက်ရင်းနဲ့နှစ်ရက်သုံးရက်အတွင်းတက်တာပါပါတယ်နော်အခုပဲနဲ့လည်းသူ့အတူတက်တာပါတာလေးရှိပါတယ်နော်အဲ့တော့ဒါတို့ကိုရတပတ်တည်းကြိုပြီးတော့ဖြစ်တဲ့ယောဂါမဟုတ်ပါဘူးခဏတစ်ခုဖြစ်တဲ့ယောဂါဖြစ်ပါတယ်အဲ့တော့တူကွေးကိုဗမာပြည်မှာကာကွယ်ဆေးရှိပေမဲ့လည်းဈေးကြီးပြီးတော့ပြီးဒီပိုးတူကွေးဒီနေ့ဒီနေ့ဖြစ်တဲ့ဗိုင်းရပ်စ်ပိုးကိုကျွန်တော်ကမွေးပြီးတော့အဲ့ဒီကနေမှာအဲ့ပိုးကိုသေတဲ့ဆေးကိုထုတ်ရတာဟုတ် တော့မနစ်ကဖြစ်တဲ့တုတ်ကွေးနဲ့ဒီနစ်ဖြစ်တဲ့တုတ်ကွေးနဲ့တူချင်မှလည်းတူမယ်เนาะသူရဲ့ပြင်းထန်မှုလည်းတူရင်မယ်အဲ့တော့မနစ်ကထုတ်ထားတဲ့ဆေးကိုဒီနစ်လာထိုးရင်ထိအောင်မှာမဟုတ်ဘူးနိုင်ငံနိုင်ငံနိုင်ငံတကာမှာလည်းအဲ့ပြဿနာတက်နေတာပေါ့เนาะဒါကြောင့်အမေရိကန်လိုနိုင်ငံမှာတော့မှတုတ်ကွေးကော်ဆေးကိုတစ်နှစ်တစ်ခါထုတ်ရတယ်တစ်နှစ်ခါထုတ်ပြီးတော့လူတွေထိုးပေးကြတော့မှလူ60ရာခိုင်နှုန်းလောက်ပဲထိရောက်တယ်လို့ပြောထားတယ်60 80ရာခိုင်နှုန်းနဲ့မပို့ဘူးပေါ့အဲ့တော့ထုတ်ကိုယ်နဲ့ထိုးတိုင်းလဲလုံးဝကာကွယ်နိုင်ပြီလားဆိုတော့မသေးကြပါဘူးအဲ့တော့ဘယ်လိုကာကွယ်မလဲ ဘလို့ကာကွယ်မလဲဆိုတော့ခုနပြောတဲ့ကျွန်တော်တို့နာစီနာစီချောင်းဆိုးပေါ့နော်အဲ့ဒီကနာရီတွေထွက်တာကကိုယ်လက်ကိုချင်းချင်းမဲ့ကိုကဟတ်ချိုးချီလိုက်တယ်ចောင်းကားနဲ့သွားတယ်ចောင်းကားကြီးကမိုးရွာလို့တလပတ်တွေအုပ်ထားတယ်အဲ့ဒီထဲမှာចောင်းသားတစ်ယောက်ကတဝေးဖြစ်ပြီးနာချီလိုက်တယ်ဒီနာချီတဲ့အငွေ့ဟာဒီထဲမှာလေပတ်နေတာနောက်တီယောက်ကခြူလိုက်ရှိုက်လိုက်တာနဲ့နောက်လူတွေအကုန်လုံးတဝေးယောက်ကဖြစ်ဖို့ရှိတယ် ဒါကြောင့်ကျွန်တော်ကတုတ်ကွေးဖြစ်လို့ရှိရင်ကြောင်းမသွားပါနဲ့အများရှိတဲ့နေရာတွေမသွားပါနဲ့เนาะတန်ကြန်တဲ့လူတွေကကာကွယ်ရင်နှာခေါင်းစည်း must တတ်ထားမှာပေါ့ဒီဟာမျိုးတွေတုံတတ်ထားအောင်အဲအဲ့ဒါကြောင့်အခုတုတ်ကွေးကူးနေတာကြောင်းနေရာနေအများစုကူးတယ်ကြောင်းကားစီးရင်နဲ့ကူးတယ်စာသင်ခန်းထဲမှာเนาะအစည်းအဝေးခန်းမထဲမှာလူအယောက်20စီးဝင်နေတယ်တယောက်ကဟတ်ချိုးဆိုကြီးလိုက်တယ်ဒီငွေရတစ်ခါတည်းရောက်သွားတာနော်အဲ့ဒီလူကနှာရည်တွေတုတ်တယ်တ िश ူးပေပါကင်တယ်တ िश ူးပေပါဇပွဲပေါ်မှာထားခဲ့တယ်နောက်တစ်ယောက်ကသိမ့်လိုက်တယ်နောက်တစ်ယောက်ရဲ့လက်မှာတုတ်ကွေးပိုးရှိတယ်သူကတုတ်နှာခေါင်းပုတ်လိုက်ရင်တော့တုတ်ကွေးရှိတော့မယ် ုနီလကောင်မဲသူကကွန်ပျူတာရိုက်တယ်ကွန်ပျူတာမှာသူ့ရဲ့နာရီတွေကကြည့်ပေးနေပြီပေါ့အဲနောက်တစ်ယောက်ကကွန်ပျူတာလာရိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလက်ကနေကိုယ့်နှာခေါင်းကိုတုံ့မိရင်တော့ကူးမှာပဲတကားလက်ကင်ဘူးပေါ့ကျွန်တော်တို့အဲ့ဒီကနေကူးတယ်ကမော်တော်ကားတစ်အားလုံးတန်းစီပြီးတော့လက်ကင်တန်းနေမှာကင်ရတယ်နောက်တုတ်ခွေးရှိရလူကနှာခေါင်းတုတ်ထားရလူကဒီလက်ကင်တန်းကိုကင်သွားမယ်နောက်တစ်ဦးကသူကဆင်းသွားပြီနောက်တစ်ယောက်ကပြန်ကင်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကနေကူးနိုင်တယ်ကိုယ့်လက်ကိုရောက်နေပြီကိုယ့်လက်ကနေပြီးတော့ကိုယ့်နှာခေါင်းကိုပုတ်မိမယ်မျက်စိကိုပုတ်မိမယ်ဆိုလို့ရှိရင်တော့တုတ်ခွေးကူးတော့မယ် ဒါကြောင့်လူတိုင်းလူတိုင်းဟာမိမိလက်ကိုအမြဲတမ်းတန်ရှင်းအောင်ဆေးပါဒါတို့ကိုယ်ကာဝဲတဲ့နေရာအထီရောက်ဆုံးပါဘယ်တော့မှတစ်ခုခုကိုကင်တွယ်ပြီးရင်နှာခေါင်းတွေလက်တွေကိုမကင်ခင်လက်ကိုတော့ဆက်ပြန်နဲ့ဆင်းအောင်ဆေးပါဒါဆိုရင်လက်မှာမရှိတော့ခုနပြောတဲ့တီရှူပေပါခုနတကားလက်ကင်ဘူးမော်တကားလက်ကင်ဒန်းเนาะဒါတွေအကုန်လုံးမှာတို့ဝေးဖို့တွေရှိနေနိုင်တယ်အဲ့အဲ့ဒီကနေမှကျွန်တော်တို့ကလက်သုပ်ပွားတွေအစုံမော့လေအဲ့ဒါကျွန်တော်တို့ကျွန်တော်တို့လက်ကိုတခြားဆေးပြီးတော့မှကျွန်တော်တို့နှာခေါင်းကင်မိမယ်ပါးကင်မိမယ်ပြဿနာမရှိတော့ဘူး။ဒါကြောင့်နံပါတ်1ကတုတ်ခွေးကာဖို့အတွက်လက်ကိုစင်ချောင်းဆေးပါ နောက်တစ်ခုကဟိုနေကျွန်တော်တို့ဒီ mask ပေါ့ကိုယ်ကိုမကူးအောင်နှာခေါင်းစည်းလေးတက်ပြီးတော့သွားလာလာလူလူများတဲ့နေရာတွေမှာတချို့တွေပြောနေကြတယ်အေးအေးမီလို့တကွေးဖြစ်တယ်ဆိုတာဒါမှန်ပါတယ်ဒါပေမဲ့လည်းအေးအေးမမီလဲတကွေးဖြစ်နိုင်တယ်အေးအေးမမီဆိုတာခုနပြောလို့ပေါ့စီဝေးခမ်းမာတယ်မှာနာချီနဲ့တယောက်နဲ့တယောက်ထိမိခိုက်မိလို့အဲ့ဒါလည်းတကွေးယောဂကူးမှာပဲနော်အေးအေးမီလို့တကွေးယောဂဖြစ်တယ်နောက်တစ်ခုကသတိထားရမယ့်လူတွေကစီသွေးစီဂျိုယောဂရှိတဲ့လူတွေ နောက်နောက်ကကင်ဆာယောဂါရှိတဲ့လူတွေ HIV ယောဂါရှိတဲ့လူတွေဒီချိန်မှာတုတ်ဝေးပူပြီးဖြစ်နိုင်တယ်သူတို့ကငကိုတွေကဆေးဝါးတွေတောက်သုံးနေရတယ်ကိုကန်ဆောင်အာရော့နေတဲ့ချိန်မှာသူများစီကနေခြီလိုက်တာနာရှီခီးထွက်လိုက်တာကားတစ်ပတ်စီးလိုက်တာနဲ့တုတ်ဝေးရပါတယ်အဲအဲ့ဒါကြောင့်ဒီလူတွေပို့ပြီးတော့အရေးရှိပါခလေးတွေငယ်တွေ လေးတွေငယ်တွေမှာတူဝေးအင်မတန်ကူးလေတဲ့မူဂျိုចောင်းသားတွေမူလာတန်းចောင်းသားတွေပို့ပြီးတော့တူဝေးဖြစ်တယ်အခုဖြစ်လိုက်လို့ရှိရင်စာသင်ငန်းထဲမှာတနေ့ကို၄ယောက်၅ယောက်ကចောင်းခွဲပြက်ကွက်နေတယ်ဘာကြောင့်လဲဆိုတူဝေးဖြစ်လို့အိမ်မှာမိဘတွေကပလွတ်ဘူးစေးတောင်နေရတာမျိုးတွေပေါ့နော်အဲ့ဒါဒီကလေးတွေငယ်တွေအတွက်ကိုကျွန်တော်ကပို့ပြီးရေးကြည့်တယ်ဆီအောင်နေပြတဲ့ခါမှာလည်းကလေးတွေငယ်ဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့တွေးလွန်တူဝေးများဖြစ်နေမလားဆိုတော့ ခုနပြောတဲ့ differential diagnosis ဆရာဝန်တွေခေါင်းထဲမှာအများရှိပါတယ်တုတ်ကွေးလို့ဆေးကုရင်ကနေပြောမသက်တာတော့နောက်ဆုံးဥရောငါးများဖြတ်သွားတဲ့လူတွေလည်းဒီကာလမှာတွေ့နေရတယ်ဒီဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာเนาะလူဒီရာသီဥထဲမှာရှိနေတယ်ပေါ့เนาะအဲ့ဒါတော့ကုဆက်ပုံကတူရန်မှုခုနပြောလို့ပေါ့အစားတောက်ကနေသူကကူတာတုတ်ကွေးစစ်စစ်ကတော့နှာခေါင်းနဲ့ဗစက်ကနေပြီးတော့ကူတာဖြစ်ပါတယ်အဲ့ရာကိုကျွန်တော်ရှူလိုက်ရှက်လိုက်တယ်လက်ကနေတဆင့်ကင်ပြီးတော့ပွတ်တာဖြစ်နိုင်တယ်เนาะကင်တွေတာဖြစ်နိုင်တယ်ဓာတ်ရိုက်ရှူရှိုက်လိုက်တာလည်းဖြစ်နိုင်တယ် ဲ့တော့သူတွေကွေးဖြစ်ပြီဆိုလို့ရှိရင်ကြောက်စရာမလိုပါဘူးတုတ်ကွေးကြောင့်အသက်မသေနိုင်ပါဘူးကဘာပေါ်မှာတုတ်ကွေးကြောင့်တည်သွားတယ်ဆိုတော့ဆေးုံတက်ပြီးတော့တည်သွားတယ်ဆိုတဲ့လူနာမရှိသေးပါဘူးเนาะအဲ့တော့ဆေးုံတက်ရတာလည်းမရှိတော့ပါဘူးတော်တော်များများကတခြားယောဂါတွေနဲ့ຫນွယ်လို့တာကျွန်တော်တို့ကတင်ရတာဖြစ်ပါတယ်တုတ်ကွေးသီးသန့်ကိုကျွန်တော်ဆေးုံတက်ပြီးကုသစရာမလိုပါဘူးအဲ့တော့ဆေးုံတုတ်ကွေးဟာဖြစ်တဲ့အချိန်မှာလူတွေကတော်တော်များများအစာမစားနဲ့ဆိုပြီးပြောကြတယ်အဲ့ဒါလည်းမှားနေပါတယ်တုတ်ကွေးကအစာဝတ်ဟောလင်းလင်းစားရပါမယ် ရေဘွားဘွားလည်းလည်းတောက်အောင်ပါပဲအနည်းဆုံးတစ်နေ့နှစ်ပလင်းလောက်တောက်နေရပါမယ်အနားယူပါပါမယ်ဒါမှသာလဲကျွန်တော်တို့တကွေးယောဂရဲ့လက္ခဏာတွေတက်တာပါမယ်ဆံအောင်နဲ့ပြပြီးတော့ဆေးဝါးတောက်အောင်မယ်ဆေးထိုးစရာတော့မလိုအပ်ပါဘူးတချို့ကမလိုအပ်ဖက်နဲ့ဆေးထိုးနေတာမြန်မြန်ပျောက်ချင်လို့ဆေးထိုးကြတယ်ဆိုဆေးကန်းလာတာရှိပါတယ်ရှင်းပြရတယ်ဆေးထိုးရင်လည်းဒီလောက်ပဲပျောက်မှာပဲ ဈေးတောင်းရတယ်ဒီလောက်ပဲပြောက်ပါမယ်။ဘာကိုရွေးမှာလဲပေါ့နော်။အဲ့တော့ကျွန်တော်ကဒါကိုဈေးမတောက်ဖဲနဲ့ဈေးမထိုးဖဲနဲ့တက်တာဝိုင်းပို့မကောင်းလားဆိုတော့ဒါကိုကျွန်တော်ဈေးရောတောက်ရတာပေါ့နော်။ဒါအကက်ခဲပြောက်ဈေးတွေပဲဦးစားပေးတောက်တာ။အဲ့မှာပဋိထားရမှာကကျွန်တော်တို့ဒီဟိုနဲ့ NSAID လို့ခေါ်တဲ့ဟော်မုန်းစတီရိုက်ပါတဲ့ဒိုမိုရှင်လဲပြင်းထန်တဲ့အစာရင်ကိုစားစေတဲ့ ျွန်တော်တို့ဒီကန်ခဲပြောက်စေးတော့မတောက်မိဘူးပေါ့အများစုကဒိုက်ကလိုဖီနက်တို့ဗော်ဒရန်တို့အားတွေတောက်ကြတယ်နော်အီဘူပရိုဖန်တို့တောက်ကြတယ်အဲ့ဒါတွေတော့ကျွန်တော်တက်တန်လို့မရှောင်မတောက်ကြပါနဲ့ပါရာစီတမောဟာစိတ်ချအောင်ဖြစ်ပါတယ်ဒီနေ့ကို၃ချီတော့တောက်လို့ရပါတယ်ရေဝါးဝါးလည်းတောက်ထားပါအနားယူပါခုနပြောတဲ့နှာခေါင်းစည်းကာဝယ်ပါလက်ကိုခဏခဏဆေးပါလူဒုလူတန်းသားလူများတဲ့နေရာတွေသွားလို့ရှင်ပို့ပြီးသတိထားပါအတန်နဲ့ဆုံးအိမ်တွင်းမှာနေပါပေါ့နော်အေးမိတာကနေတကွေးယောဂဖြစ်တာဆိုတာမှန်ပေမဲ့လည်းအေးမမိဘဲနဲ့လည်း တုပ်ဝေးယောဂဖြစ်နိုင်ခြေရှိနေပါတယ်အဲဒါကြောင့်တုပ်ဝေးရဲ့ယောဂသည်နှာခေါင်းနဲ့ပါးစပ်ကနေကူးဆက်နေတယ်အဲဒီကြောင့်ကျွန်တော်တို့ကဓာရီကိုသတိထားဆင်ခြင်ဖို့လိုပါလိုပါတယ်အဲဒီတော့တုပ်ဝေးယောဂဖြစ်လို့ခင့်မိသွားပြီလို့ကိုယ့်ကိုယ်ယုံယုံကြည်လိုက်လို့ရှိရင်နောက်တစ်ခါမှဖြစ်တော့လို့တော့မယုံလိုက်ပါနဲ့နောက်တစ်ခါပြန်ဖြစ်နိုင်ပါသေးတယ်အခုတော်တော်များတုပ်ဝေးတွေဟာနှာခေါင်းသုံးခါပြန်ဖြစ်တယ်နောက်ကတုတ်ခွေးဖြစ်ပြီးတော့ချောင်းဆိုးကြံခဲ့တဲ့လူတွေเนาะလေပင်းတာကြံခဲ့တဲ့လူတွေရှိတယ် ါတုတ်ကူးရဲ့နောက်ဆက်တွဲဝေဒနာလားဆိုပြီးဆရာကောင်းကကြည့်ပြီးတော့အဲ့ဒီခါမျိုးမှာကျွန်တော်ကဘုဒ္ဓဆေပေးဖို့လူကောင်းလူပါလိမ့်မယ်။နော်တခါချို့တွေအဆုပ်ရောင်သွားတဲ့အတွက်ကြောင့်ဓာတ်မှန်ရိုက်ကြည့်ပြီးတော့အဲနောက်ထပ်အဆုပ်ရောင်ယောဂါကိုကုရတာမျိုးတွေလည်းရှိတယ်။အဲအကြောင်းကျွန်တော်တုတ်ကူးရတော့တာမန်အပြင်9ရက်တဲ့ပိုလေးမရှိပါဘူး။၄ရက်5ရက်အတွင်းမှာတက်တာပါပါတယ်။ဒါပေမဲ့လည်းဆက်လက်ပြီးတော့ချောင်းဆိုးကြံခဲ့သည့်ရှိသောဆက်လက်ပြီးတော့အဖျားကမကြပဲရှိခဲ့သောဒါကျွန်တော်တို့ဆရာကောင်းနဲ့ပြပြီးတော့သွေးစစ်စီးစစ်ဓာတ်မှန်ရိုက်ကြတယ်လို့ဖို့လိုပါတယ်။အဲ့ဒါမျိုးကြမှာတိုင်းကျွန်တော်လိုအပ်တဲ့နောက်ထပ်ပရိစီဝါဆေးတွေကို တောက်သုံးရတာမျိုးတွေရှိပါတယ်ဒါတော့တုတ်ကွေးရဲ့လက္ခဏာဟာခုနပြောလို့ပေါ့အများတန်သူတာမန်အေးမီယောဂါလိုပဲရှိတဲ့အတွက်ကြောင့်လူတွေကမိုးရွာမှမိုးမိမှတုတ်ကွေးမိတယ်လို့ယူဆနေတာလဲမဟုတ်ပါဘူးအိမ်မှာနေနေတယ်လဲတုတ်ကွေးဖြစ်နေတော့တူးကနေတူးလဲကုဆက်ကတော်တော်များနေအိမ်တွင်းမှာတယောက်ဖြစ်ရင်မနေ့ကအမဖြစ်တယ်ညနေကျအိမ်ကအကိုဖြစ်သွားပြီအမေကိုကူးသွားပြီအဲ့လိုမျိုးတွေရှိတယ်ဒါမှမဟုတ်တိမ်ထဲမှာလဲတစ်ချိန်နဲ့၃၄ယောက်ဖြစ်နိုင်တဲ့သဘောတွေရှိပါတယ်အားလုံးကတော့ဒီအမုံအမွှားတွေပေါ့ချီတာချီလိုက်ချောင်းဆိုးလိုက်တဲ့ အငွေလေးတွေကကိုယ့်ရဲ့ဆယ်ဘေးပတ်လည်အတွင်းမှာသွားနေတယ်ဒီမှုန်လေးတွေမှာဗိုင်းရပ်စ်ပိုးတွေပါနေတယ်ဗိုင်းရပ်စ်ဆိုတာကမျက်စိနဲ့မမြင်ရဘူးရေစစ်နဲ့စစ်လို့မရဘူးအမြင့်တန်အမြင့်တန်သေးငယ်တဲ့အနုဇီဝပူးကောင်လေးတွေဖြစ်တယ်ဒီပူးကောင်လေးတွေကျွန်တော်မမြင်ရတဲ့အတွက်ကြောင့်ဒီအမှုန်လေးတွေမှာပါနေကျွန်တော်ရှူရှိုက်မြင်ရင်တော့တကွေးဖြစ်မှာပဲဒါကိုသတိထားပြီးတော့လူစုလူဝေးတွေရှောင်ရှားဖို့နော် mask လေးတွေတတ်ထားဖို့နောက်ခါကျရင်ကျွန်တော်အထွားဝါလင်းလင်းကိုယ်ခံဆွမ်းအားမကျသွားအောင်နေဖို့ပြီးတော့မှတကွေးဖြစ်ခဲ့သည်ရှိသောထိထိရောက်ရောက်ဦးစားဖို့နော်မိမိကိုယ်ကိုစင်ညာနေထိုင်ခြင်းအားဖြင့် တုတ်ကွေးယောဂါကိုကာကွယ်နိုင်ပါတယ်လူရောတဲ့သွားတဲ့ခါမှာသတိထားပြီးတော့မိမိလက်ကိုကင်တွယ်စင်ကြယ်စစ်စင်လာဆေးပြီးတော့မှမိမိမျက်နှာနှာခေါင်းတွေကိုကင်တွယ်ဖို့အဲ့လိုမျိုးသာကျွန်တော်တို့ဂရုစိုက်လိုက်မယ်ဆိုရင်ဒီမှာဖြစ်နေတဲ့ရာသီတုတ်ကွေးဟာကုဆက်တာနိုင်စရာအကြောင်းမရှိပါဘူးပြီးတော့အားလုံးဟာတုတ်ကွေးယောဂါကနေကင်းစင်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့ရင်းနဲ့ဒီတစ်ပတ် 7day TV ရဲ့တုတ်ကွေးယောဂါခန္ဓာကိုဒီမှာပဲညီကုန်းချုပ်ပြသည်ခင်ဗျာ